ဟယ်လိုအားလုံးမင်္ဂလာပါ United U ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့မှာဆိုလို့ရှင်တော့အပြောင်းရွှေ့နေပတ်သက်လို့တိုက်စစ်ပိုင်းမှာဒါအပြောင်းရွှေ့နေပတ်သက်လို့ဒါသတင်းတွေကျွန်တော်ရထားတာတွေကျွန်တော်ရှိတယ်အဲ့ဒါလေးကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်ဟို International Break လေနားတယ်ဒီကောင်းလေးရေးတဲ့ story လေးဘာမှမရှိဘူးဆိုတဲ့အခါကျတော့နော်မင်းအကုန်လုံးတွေးသိမြတယ်ရှောက်ရေးနေကြတော့သလားတော့မသိဘူးဟမ်အဲ့ဒါအပြောင်းရွှေ့တွေကြောင့်ကျွန်တော်တရားလေးဆွေးနွေးသွားရအောင်ပါထွက်လာတဲ့သတင်းကဘာလဲဆိုတော့ဒါ Florian Florian Blitzenberg ကနေပြီးတော့ report လောက်လာတဲ့သတင်းမှာ United အသင်းရဲ့ဘက်ကပေါ့နော်တိုက်စီကိုအားပြဖို့အတွက်ပြင်ဆင်နေပြီးတော့ဈေးကွက်ထဲမှာအခုချိန်မှာတော့ထဲထဲဝင်ဝင်လှုပ်ရှားလာပြီးတော့စကားပြောဆိုမှုတချို့တော့မှစတင်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကတည်ရတယ်ဘွန်နက်စီလီကမှခြေသွမ်းပြနေတဲ့ကစားမားတွေကမှမန်ချက်စတာယူနိုက်တက်ကတိုက်စီမှုပြည်သူဒီပါလေဒီ AKTG ရဲ့ Benjamin Sesko ရဲ့နော်ဒီကစားမားတွေကိုတော့တီချာပေါက်အနီးကလေ့လာနေပြီးတော့ Victor Gyokeres တို့ Victor Osimhen တို့နဲ့ပတ်သက်ပြီးတော့လည်း ကစားမရိယာမန်ချက်စတာယူနိုက်တက်ရဲ့ခေါ်ယူလို့တဲ့စာရင်းထဲမှာရှိနေစေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သာ report လုပ်ထားတယ်ဆိုတော့ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့ခုနကပြောတဲ့ဒီဗလဲဒီ AKTG ဆိုတာက PSG ကနေ16နှစ်လောက်ကတည်းကနေပြီးတော့ဒါမသိဘူးသူပြောင်းလာတာဒီဗလဲ front back ကို front back ကိုပြောင်းလာပြီးတော့လက်ရှိ Manchester City ကိုပြောင်းသွားတဲ့ Omar Mahmoud တို့ဘာတို့ ਨੇ ဒါတောက်လျှောက်ခြိသွန်းနေအတူပြတယ်ဗောနော်ပြရင်ပြရင်ねကျွန်တော်သာလက်ရှိ Mahmoud က Manchester City ကိုပြောင်းသွားပြီးတော့သူကကြံခဲ့တာ အဲလီဂဇာမာကလက်ရှိဖရန့်ဖတ်ရဲ့ပင်နိုင်စံတိုက်စစ်ကစားမှာဖြစ်နေပြီးတော့22နှစ်ပဲသူရှိသေးတယ်။အခြေသွင်းနေပါလိပြနေတယ်ပေါ့နော်။ဘွန်ဒက်စတီကမှာတော့ကောင်းနေတယ်ပေါ့။ကိုရီယူနိုက်တက်ကခေါ်လို့အသင်းရောက်လာရင်တော့ဘလို့ဖြစ်မလဲတော့မသိဘူးပေါ့နော်။ဒါပေမဲ့ဒီဘွန်ဒက်စတီကမှာပြနေတယ်နော်။အခြေသွင်းပြနေတဲ့ကစားမှာပါ။ဘင်ဂျမင်ဆက်စကူကတော့ခဏတိုင်းတရင်ထွက်မှုတဲ့ပလေးယာဆိုတဲ့အခါကျတော့ဒါညီကလို့တည်ပြီးသား။ပီတာဂူခရစ်တို့ပီတာအိုစီမန်ဆိုဆိုလို့ရှင်လည်းပဲညိုလို့တည်ပြီးသားပါဆိုတော့ဒီနေရာမှာဗျအသင်းကကျွန်တော်တို့ဒီကစားတိုက်စစ်ကတော့ခေါ်ရမှာပါဒါကျွန်တော်ခဏပြောလို့ပဲလက်ရှိ ဟို Leicester City နဲ့ပွဲမှာเนาะ Rasmus Hojlund ဂိုးသွင်းတယ်ဘာညာဆိုပြီးမဲ့လေလို့တိုက်စစ်ကရတော့ကျွန်တော်အနေနဲ့ခေါ်မှကျွန်တော်ရမှာအတင်းရတိုက်စစ်ပိုင်းကအဲ့လောက်ကြီးတီကျွန်တော်တို့ဒီစိတ်ချတဲ့အနေအထားမျိုးမှာရှိမနေသေးဘူးပေါ့နော်ဒါအပြင်အခွင့်အရေးမှန်တဲ့များကိုလည်းအတုံးချနိုင်စွမ်းရှိတဲ့တိုက်စစ်မှုမျိုးလည်းကျွန်တော်မရှိဘူးအတင်းလိုက်ကိုကကျွန်တော်ကတိုင်ပက်နေတယ်ဆိုတဲ့အခါကျတော့တော်တော်လေးတော့ခဲရင်ပါတယ်တော်တော်လေးတော့ခဲရင်ပါတယ်အတင်းတိုက်စစ်ပိုင်းကလက်ရှိကြည့်ရတာဆိုတော့မဖြစ်မနေဆိုလို့ခေါ်မှတော့ရမယ်ဒါသိကြတယ်ဆိုတော့ခေါ်မယ်တဲမှာဆိုလို့ရှိရင်တော့ ။ OCMAN တို့ဘာလို့ကခဏတိုင်းသတင်းထွက်တယ်ဆိုတော့ခဏတိုင်းသတင်းထွက်တယ်။ Peter Gilchrist တို့လည်းခဏတိုင်းသတင်းထွက်တယ်။ဒါပေမဲ့လို့ဘောနော်လက်ရှိဒါ Benjamin Sesko တို့လည်းအဲ့တိုင်းပဲဒါ AGDG ကတော့သူကခုမှပဲသတင်းနဲ့စပြီးတော့ထွက်လာတာ။ Manchester City ကခေါ်သွားတဲ့ Omar Mamouch ကတော့ကောင်းနေတာပဲနော်။လက်ရှိတော့တဲ့ဒီကောင်ကိုခေါ်လိုက်မှဘလို့ဖြစ်လာမလဲတော့မသိဘူး။ဆိုတော့အသင်းအနေနဲ့ဒီကောင်လေးကိုတကယ်ခေါ်သွားနိုင်စွမ်းရှိသလားအဲကျွန်တော်အမြင်ကတော့ United တွေတော်တော်ကိုခင်းရင်းမှာခင်းရင်းမှာဆိုတာကကျွန်တော်အလုံးသိတဲ့အတိုင်းပဲဗျာနော်အတင်းရဲ့တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်နော်တိုက်စစ်မှာမဟုတ်ဘူးကွင်းလေနောက်တန်းဘယ်နေရာပဲဖြစ်ဖြစ်ဗျာကျွန်တော်ခေါ်ဝေကျိုးပန်းမယ်ဆိုလို့ရှိရင်ခက်ခဲတဲ့အရာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ငွေကြီးပဲငွေကြီးပိုင်းကအများကြီးစကားပြောနေတာဟိုတနေ့ကပဲ Chelsea ကနေပြီးတော့ Sporting Lisbon ရဲ့တောင်ပန်ကစားမလေးဖြစ်တဲ့ကျွန်တော်တို့နဲ့တော့တရင်ထွက်နေတဲ့နော်ပါတီကစားမလေးကိုသူတို့ခေါ်သွားပြီးဂျိုဗန်နီကွင်တာကိုနော်ဘာလို့လဲ တန်း90ဝန်းကျင်ပေးနိုင်နေဗျကိုရီးယားကျောက်ပေးနိုင်တဲ့အနေထားမှာမရှိဘူးဆိုတော့အဲ့လိုတန်း90ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့မှကစားမားတွေကိုအရင်ဆုံးရောင်းချပြီးတော့တန်း60တန်း80လောက်အရင်ရအောင်ရှာပေါ့အဲ့လိုဖြစ်နေတယ်တန်း80လောက်ရအောင်ရှာနိုင်လို့ရှိရင်တော့တော့ပြန်ပြီးတော့သုံးနိုင်မယ်ဆိုတဲ့ပုံစံမျိုးဒါဟာအတင်းအတွက်ဘလူးမတ်အချိန်ကြီးကောင်းတဲ့နေထိုင်မှုကျွန်တော်ဟုတ်မနေဘူးဆိုတော့အတင်းကကစားမားတွေမရောင်းချရပဲနဲ့အရင်ဆုံးအပြောင်းအရွှေ့လုပ်လို့မရဘူးဆိုတဲ့သဘောပဲ ဒါမှမဟုတ်ဘောနော်အခုလိုမျိုး okay ငါတို့ကတော့ရေအခွင့်အရေးရှိလို့ရှိရင်တော့ဒီကစားမကိုခေါ်ခြင်းနဲ့မင်းတို့ရောင်းချဖို့ရှိလားဘာညာဘေးကစားမကိုခေါ်ဖို့အတွက်ငါတို့ကြိုးပမ်းနေတယ်လားဒါတွေကတော့လောက်အောင်ပါဘောနော်ချိတ်ဆက်မှုတွေဆိုတော့ကျွန်တော်လောက်အောင်မယ်အပြောင်းလဲတွေဆိုတော့ကျွန်တော်လောက်အောင်ပါပဲဒါမှမဟုတ်တေချာတာကတော့အသင်းအနေနဲ့ဒီဘက်ခေတ်ပိုင်းမှာဗျတိုက်စစ်ဆိုတာဈေးပေါ်ပေါ်နဲ့မရတော့ဘူး တိုက်စစ်မူကောင်တိုက်စစ်မူတွေပါလေဆိုတာမျိုးကဈေးပေါ်ပေါ်နဲ့ကျွန်တော်ရတဲ့ခင်မဟုတ်တော့ဘူးဆိုတော့အသင်းအနေနဲ့လက်ရှိဘင်ဂျမင်ဆက်စကူကိုပဲကျွန်တော်ကြည့်မလားနော်ဘင်ဂျမင်ဆက်စကူကိုပဲကျွန်တော်ကြည့်မလားလိုက်ပ်ဇစ်မှာကောင်းနေတဲ့ကစားမှာတီချာပေါက်ကတော့တန်60အောက်ဈေးနဲ့ဘလို့မှမရတော့ဘူးဗီတာဂူဂရက်ဆိုလို့ရှိရင်လည်းပဲတန်60တန်80လောက်သတင်းထွက်ထားပြီးတော့ဗီတာအူစီမန်ဆိုလို့ရှိရင်နာပိုလီကတောင်မှမဖြစ်မနေရောင်းချင်တဲ့ကစားမှာတန်80နဲ့အထက်မှာပဲကျွန်တော်ရတော့မှာ ီတဲ့ကမှဒီအဂီတီဂီတို့ဆိုတာမျိုးကလာမယ့်ညရာဒီလောက်ကြာလို့ရှိရင်အပြိုင်အဆိုင်များလာရင် front back ဟာဈေးတောင်းလို့ကောင်းသွားပြီဥမာမာမိုးစ်တောင်းမှာသူတို့ဒီဘလောက်လည်းမျိုးတောင်းချပလိုက်တာဗျာဆိုတော့ပြောချင်တာကအလီဗီဒီဘက်ခေပိုင်းမှာဆိုလို့ချင်းတိုက်စစ်တွေဒီဈေးပေါ်ပေါ်နဲ့မရဘူးမရတော့အတင်းတွက်အပြောင်းရွှေ့အလုပ်လုပ်ရင်တောင်းမှာအတင်းမှာရှိတဲ့ကစားမကိုအရင်ရောင်းပြီးမှလှုပ်ဖို့ရှိတယ်ဆိုတဲ့ချင်းဒီမျိုးမှာဆိုလို့ချင်းဘလို့မလွယ်တဲ့အနေထားမျိုးကျွန်တော်ဟုတ်မနေဘူးပေါ့နော်ဒါမျိုးလေးကျွန်တော်တို့အနေနဲ့ဒီကစားမတွေတိုက်စစ်တွေခေါ်ဖို့အတွက် အတင်းရဲ့လက်ရှိဘဲကစားမားတွေကိုရောင်းချသွားမယ်ကျွန်တော်ကြည့်ရမှာပေါ့ဗျာကာနာချူရူပါတို့လည်းရောင်းချကောင်းရောင်းချသွားနိုင်တယ်ဒီလိုနော်ဒါမှမဟုတ်ကိုဘီမင်းနူးတို့လည်းရောင်းချကောင်းရောင်းချနိုင်တယ်မာကတ်စထရက်ရှုပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်အတင်းဘက်ကဒီဘယ်လိုရောက်လဲတန်ကြီးကောင်းကောင်းရမယ့်ပလေယာတွေကိုရောင်းချဖို့သူတို့လှုပ်သွားမှာပဲဒါသိကြတယ်ဆိုတော့အတင်းတိုက်စစ်ပိုင်းမှာနော်ကျွန်တော်အားဖြည့်ဖို့အတွက်ဆိုလို့ရင်ကိုအတင်းရဲ့ကျွန်တော်အနေနဲ့ဒီကစားမားတွေကိုပေါ့နော်ဒါဘသူတွေကိုအားဖြည့်တင်နေလို့ညီကိုမြင်ရတယ်ဆွေးနွေးကြပါအောင်ဆိုတော့